ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Channel နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်ထိတ်စီးတလုံးထဲတော့ဤကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ပေါ့နော်။ဒါလေးကိုကျွန်တော်အတူတူဆက်ပြီးတော့လေ့လာကြည့်မယ်ခင်ဗျာ။ Okay အဲ့ဒီမှာဆိုရင်ကျွန်တော်နှစ်တုံးတုံးရှင်းရှင်းမှာ၃ကိုလေ့နေမြောက်ထားတာပေါ့နော်။၃လေးဒီဒီဆက်နေရတယ်ပေါ့နော်။၃လေးဒီဆက်နေဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီမှာနှစ်ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ။တင်နာကျင်နေပေါ့နော်၆နာကျင်ဆက်နေဆိုတော့နင်းနေပေါင်းတာကလေး၄ဖြစ်ပါတယ်တင်းနဲ့၆ပေါင်းတာကခွန်ပေါ့နော် ြရင်ခွန်935ဖြစ်ပါတယ်။ရှောင်းနာကျင်ဆက်နှစ်ကိုနေနဲ့ပေါင်းရှင်လေးကိုနောက်ဆုံးမှာရှိတယ်။ဒီ9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီလေးနဲ့လေးပေါင်းတာရှင်းနေနဲ့ပေါင်းရှင်30ဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်ခွန်9ပေါင်းတာ7နှစ်ဆိုတော့နေနဲ့နှစ်ပေါင်းလေးလေးနဲ့9ပေါင်းရှင်73ဆိုတဲ့အတွက်3ထိပ်စီဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ဒီ3ထိပ်စီမှာဆိုရင်နောက်ထပ်တစ်ချိန်မှာ339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။3ထိပ်စီမှာ3 9 9 ါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်3ထိပ်စီဖြစ်ပါတယ်ခင်ဗျာ3ထိပ်စီ3တုံညာ9ပေါ့နော်โอเคနောက်ထပ်ကြိမ်မှာဆိုရင်ကျွန်တော်ဒီ3တုံညာ9ကနေပေါ့နော်ဒီလဲတလီယာ၄ဖြစ်ပါတယ်ဒီတုံညာကတုံညာပေါ့နော်နေနဲ့3ပေါင်းက9နဲ့2ပေါင်းရှင်းခွန်9နဲ့6ပေါင်းတာ15 93လီယာ99လီယာ20နဲ့5ပေါ့နော်6နာချင်း7နှစ်နေနဲ့တက်ပေါင်းတာ3ခုနောက်ဆုံးမှရှိတဲ့9နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ အစွန်းကျွန်တော်ငန်းငါပေါင်း၃၀ခွန်၃ပေါင်း၃၀နေနဲ့၉ပေါင်းရှင်းဒီ၁၃ရာဒီအတွက်ကြောင့်မို့၃ထိပ်စီပဲဖြစ်ပါတယ်ဒီ၃ထိပ်စီမှာနောက်ထပ်တစ်ကြိမ်မှာ၃ငါးနေစုပြီးဖြစ်ပါတယ်ခင်ဗျာ၃ငါးနေဒါကြောင့်မို့၃ဒီထိပ်စီ၃ငါးနေဖြစ်ပါတယ်โอเคဆက်ပြီးတော့နောက်ထပ်တစ်ကြိမ်ပါနော်ဒီမှာ၆ရက်၄ရက်ပေါင်းရှင်း၃၀ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ ရှင်းနဲ့3ပေါင်းနာ71ကိုနဲ့ပေါင်းရင်10လိမ့်နဲ့ချိန်ရှင်းရှင်းနဲ့5ပေါင်းရှင်းဒီ73ရာတဲ့အတွက်ကြောင့်မို့3ထိပ်စီပဲဖြစ်ပါတယ်ဒီ3ထိပ်စီမှာ3ကိုနေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ကနေပြီးတော့3ကိုနေပေါ့နော်ဒါကြောင့်မို့ဒီ3ထိပ်စီဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာလည်းကျွန်တော်ဒီ9နဲ့5ပေါင်းရှင်း10ပေါ့နော်9နဲ့5ပေါင်း10 4နဲ့6ပေါင်းရှင်း10 3နဲ့9ပေါင်းရှင်း10ဒီမှာရှင်းနဲ့4ပေါင်းနာ72ရာတဲ့အတွက်ကြောင့်မို့နေထိပ်စီဖြစ်ပါတယ် ဒီနေ့ထိတ်ဆေးမှာနေ့လေးချောင်းဆိုပြီးဖြစ်ပါရယ်ခင်ဗျာနေ့လေးချောင်းဒါကြောင့်မို့ဒီနေ့ဒီထိတ်ဆေးနေရာဖြစ်ပါရယ်တပန်းပေါ့နော်နောက်ထပ်တစ်ချိန်မှာကိုလေးတွေ36တရိပ်ပေါင်းပြထားတာဖြစ်ပါရယ်နောက်ထပ်တစ်ခုကအနေနဲ့ဆိုရင်တော့ဒီမှာ6နဲ့ဒီ၄နဲ့ပေါင်းရှင်း30ပေါ့နော်8နဲ့ချိန်16 6နဲ့9ရပေါင်းရှင်း73ဆိုတဲ့အတွက်ကြောင့်မို့3ထိတ်ဆေးရတာပေါ့နော်နောက်ထပ်တစ်ချိန်မှာဆိုရင်3နဲ့4ဖြစ်ပါရယ်နေ့လေးချောင်းပြီးတော့3နဲ့4 ဒါကြောင့်မို့တုံးထိတ်စီဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်ပါရှင်ဒီ9နဲ့10ပေါင်းတာဆက်ခွန်ဖြစ်ပါတယ်ခွန်နဲ့ဒီ6နဲ့ပေါင်းရှင်းဒီ73 3နဲ့5ပေါင်းရှင်း6ဖြစ်ပါတယ်ခင်ဗျာ3နဲ့5ပေါင်းရှင်း6ဆိုတဲ့အတွက်6ထိတ်စီဖြစ်ပါတယ်ခင်ဗျာဒီ6ထိတ်စီမှာ6 9နေဖြစ်ပြီးဖြစ်ပါတယ်6 9နေဒါကြောင့်မို့6ထိတ်စီ6 9နေပေါ့နော်နောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင် ဒီ9နဲ့9ပေါင်းရှင်း30 9နဲ့9ပေါင်းရှင်း30ပေါ့နော်နောက်ထပ်ကျင်တော့ဒီ6နဲ့6ပေါင်းရှင်းနည်းနဲ့ပေါင်း30ခုနဲ့7ပေါင်းရှင်း10ဖြစ်ပါတယ်ပေါ့နော်10 10ထိစီမှာ6ဆောင်5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6ဆောင်5ဒါကြောင့်မို့6ထိစီ6ဆောင်5ဖြစ်ပါတယ်နာထာတကြိမ်ပါနော်နာထာကြိမ်ပါ6ရက်6ရက်ပေါင်းရှင်း30 ရှင်းနာချိန်၁၆၆နဲ့ပေါင်းတာစနစ်နေ့နဲ့တစ်ပေါင်းရှင်၃၃၃ထိပ်စီရတယ်ပေါ့နော်၃ထိပ်စီမှာရှင်းဆောင်ကားပြီးတော့၃၅၆ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာဆိုရင်၃ထိပ်စီ၃၅၆နောက်ထပ်တစ်ချိန်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ၆လေး၄၂၄ဒါဆိုရင်ဒီ၄နဲ့၄ပေါင်းတာရှင်းနေ့နဲ့ပေါင်းရင်၁၀ဖြစ်ပါတယ်၃နဲ့၁ပေါင်းတာ၄၄နဲ့၄ပေါင်းရှင်းရှင်းနာချိန်ပေါင်း၁၆ဆိုတဲ့အတွက်ကြောင့်မို့၆ထိပ်စီရတယ်ပေါ့နော် 6လေး6စီပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ6ဒီ6လေး6ဖြစ်ပါတယ်ဗောနော်တဖန်6နဲ့4ပေါင်း10 6နဲ့4ပေါင်း10 3နဲ့4ပေါင်း9 9နဲ့2ပေါင်း9ဆိုတဲ့အတွက်9ထိပ်စီဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ9 9 8ဆိုတဲ့အတွက်ကြောင့်မို့9ထိပ်စီဖြစ်ပါတယ်ခင်ဗျာโอเคတဖန်9 9ရှာနေဆက်ကြည့်အောင်ဗောနော်6လေးဒီ20နဲ့4ဖြစ်ပါတယ် ီလေးရတစ်ချိန်ပေါ့နော်၅3ပေါင်းတာ8နှစ်နှစ်ချိန်ပေါင်းတာ6ပြီးရင်နှစ်နှစ်8ပေါင်း30 5 3ညလီ3ည6နှစ်ချိန်7နှစ်နှစ်နှစ်ဒီ9နဲ့ပေါင်းရှင်းခွန်နောက်မှရှိတဲ့9နဲ့ထပ်ပေါင်းမှဖြစ်တယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ၄3ချိန်ဒီ7နှစ်8နှစ်ပေါင်းရင်30 9နဲ့ခွန်ပေါင်းရှင်း16ဆိုတဲ့အတွက်ကြောင့်မို့6ထိပ်စီပေါ့နော်နောက်ထပ်တစ်ချိန်မှာ6 9 6ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ6ဒီ6ထိပ်စီ6 9 6ပေါ့နော် โอเค20จ้างมาส่วนจนโกเลลีดิ36ยามเปาะเนาะโกเลลี36 5จ้างเนี่ย3ป้องดา8 1จ้างป้องดา2 8จ้างป้อง86เปาะเนาะ95ลี45 3จ้าง8 86ป้อง84ก็เนาะมาสิได้โกเนี่ยแทบป้องมาဖြစ်ပါတယ်อาส่วน8เนี่ย2ป้อง80ဖြစ်ပါတယ်5เนี่ย5ป้อง80 6เนี่ย4ป้อง80 6ရက်9ရက်ပေါင်းတော့15ဆိုတဲ့အတွက်ကြောင့် ျွန်တော်တို့ဒီနေ့အရာတော့ငါထိတ်စီရနေတာဖြစ်ပါတယ်ခင်ဗျာ Okay ဒီ339ကိုနေထိတ်စီတလုံးတောက်ချဖြစ်ပါတယ်ဗောနော်ဒီဘက်မှာငါထိတ်စီဖြစ်ပါတယ်ဒါနေ့နံပါတ်3ဗောနော်နောက်ထပ်နေ့နံပါတ်2ကိုလည်းကျွန်တော်တူတူထပ်ပြီးတော့လေ့လာကြည့်မယ်ဗောနော် okay ဒါလေးကတော့ကျွန်တော်နေ့နံပါတ်2ဖြစ်ပါတယ်ခင်ဗျာနေ့နံပါတ်2ကိုလည်းဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်နေ့နဲ့တိပောင်းရှင်းဒီ3ဖြစ်ပါတယ်3 3ချိန်ပေါင်း ရှင်သေးလီ30နဲ့နှစ်ကိုနှစ်ပေးထားတယ်ဗောနော်၃ညရှင်နာကျိန်16 6နဲ့နှစ်ပေါင်းရှင်ဒီရှစ်တင်းနာကျိန်နှစ်ဗောနော်ပြီးရင်တင်းနဲ့ဒီဒီမှာတည်တဲ့ကျိန်ဒီနှစ်ကနာကျိန်၄ဆိုတော့6နဲ့ပေါင်းရင်30ပြီးရင်ဒီရှင်နဲ့ထပ်ပေါင်းထားတာဖြစ်တယ်ခင်ဗျာโอเคဒါဆိုရင်နောက်ထပ်ဒီ6ရက်နှစ်ရဲ့ပေါင်း30ဗောနော်နှစ်နဲ့6ပေါင်းရှင်30 9နဲ့7ပေါင်း30ဒီမှာ3တလုံးကျန်တဲ့အတွက်ကြောင့်မို့3ထိပ်စီးရတာဖြစ်ပါတယ် နောက်ထပ်တစ်ချိန်မှာ339ဖြစ်ပါတယ်ခင်ဗျာ339ပါเนาะဒါကြောင့်မို့ဒီမှာဆိုရင်3ဒီ3ထိပ်စီ339ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာလည်းအဲ့ဒီနေ့အတိုင်းပဲပါเนาะနောက်ထပ်တစ်ချိန်မှာ9နဲ့9ပေါင်းဆက်နေ10နဲ့ပေါင်းရင်30ဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကကျွန်တော်တို့ဒီ9နဲ့9ပေါင်းချင်းဆက်နေ10နဲ့ပေါင်းရင်20ပါเนาะ3နဲ့9ပေါင်းဒါဒီ 73ရာနှစ်အတွက်3ထိပ်စီမှာဆိုရင်35နှစ်ဖြစ်ပါတယ်35နှစ်ဒါကြောင့်မို့ဒီ3ဒီထိပ်စီဖြစ်ပါတယ်ခင်ဗျာတပန်းနောက်ထပ်တစ်ခုပါနော်ဒီနေလေလေးနဲ့ဒီလေးပေါင်းရှင်းဒီရှေ့ပေါ့နော်90နောက်ထပ်7နဲ့2ပေါင်း30ဒီမှာ3တလုံးကျန်နေပေါ့နော်ဆိုတော့3ထိပ်စီပဲဖြစ်ပါတယ်3ထိပ်စီမှာ3ကနေပြီးတော့နောက်ထပ်တစ်ချိန်မှာ3 9နှစ် ဒါကြောင့်မို့တုံးထိပ်စီဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပါနော်နောက်ထပ်တစ်ကြိမ်မှာဆိုရင်ဒီ6ရက်2ရက်30 9နဲ့9ပေါင်း30 9နဲ့9ပေါင်းတာ12ရက်တဲ့အတွက်ကြောင့်မို့နှစ်ထိပ်စီမှာနှစ်လေးချောက်ဖြစ်ပါတယ်ခင်ဗျာဘယ်ဒါမဲ့ရှင်များပြန်ပြီးတော့တွက်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာတည့်ရပြပြထားတာဖြစ်ပါတယ်ပေါင်းပြီးတော့ဒီမှာဖြည့်ထားတယ်ပေါ့နော်အဲဆိုရင်ဒီနော် ဒီကိုနာချိန်ပေါင်းတာ78ပေါ့နော်ရှင်းနေနေပေါင်း10တရှင်းနေနေပေါင်း10တရှင်းနေနေပေါင်း10ဒီမှာကျတော့3တခုဖြစ်နေတယ်ပေါ့နော်ဆိုတော့3ထိပ်စီမှာ3နေလေးဖြစ်ပါတယ်ပေါ့နော်3ထိပ်စီမှာနေလေး6ပြီးတော့3နေလေးဒါကြောင့်မို့3ဒီ3ထိပ်စီဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီ6နဲ့4ပေါင်းရှင်း10နေနဲ့8ပေါင်းရင်10နေနဲ့8ပေါင်းရင်10 ဒီ3နဲ့ဒီ5နဲ့ပေါင်းတော့ရှင်းရတဲ့အတွက်ကြောင့်မို့နောက်ထပ်တစ်ချိန်မှာရှင်း5နေဖြစ်ပါတယ်ခင်ဗျာဘာသာမို့ဒီ7ဒီထိတ်စီပေါ့နော်โอเคနောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်လားခင်ဗျာဒီ9နဲ့10ပေါင်း30 9နဲ့9ပေါင်း30ဒီမှာ7တလုံးကျန်နေပေါ့နော်ဒါတော့အဲ့ဒီမှာလည်း7ထိတ်စီဖြစ်ပါတယ်7ရှောင်း5ဖြစ်ပါတယ်ခင်ဗျာโอเคဒါကြောင့်မို့ကျွန်တော်ဒီ7ထိတ်စီ7ရှောင်း5 နောက်ထပ်တစ်ချိန်မှာဆိုရင်ဒီ63ချိန်ပေါင်း18နှစ်နဲ့ပေါင်းရင်30ဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဒီ10နဲ့7ပေါင်း99နဲ့6ပေါင်း55 98ပေါင်း73ရာတွေအတွက်ကြောင့်မို့3ထိပ်စီပေါ့နော်3 3 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့3ထိပ်စီ3 5 6ဒီတစ်ချိန်မှာတော့9နဲ့9ပေါင်း30 3နဲ့ချိန်6လေးနဲ့ပေါင်း30 8နဲ့ချိန်16ဆိုတဲ့အတွက်ကြောင့်မို့6ထိပ်စီမှာ 6လေး6ဖြစ်ပါတယ်ခင်ဗျာ6ထိပ်စီမှာ6လေး6ပါเนาะဒါကြောင့်မို့ဒီ6ဒီထိပ်စီဖြစ်ပါတယ်ဒီ၄နဲ့ဒီ၄ပေါင်းရှင်းနေနဲ့ပေါင်းရင်10ပါเนาะ9နဲ့5ပေါင်းတာ7ရှင်းနဲ့ပေါင်းရင်10 3နဲ့6ပေါင်းရှင်း900ရတဲ့အတွက်9ထိပ်စီဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ98ဖြစ်ပါတယ်ခင်ဗျာ6လေး6ပြီးတော့98ဒါကြောင့်မို့ဒီ9ထိပ်စီဖြစ်ပါတယ်โอเค998ကြည့်အောင်ပါเนาะ8ခွန်ပေါင်းတာဒီ15 ရှောင်းနာကျိန်7နိနေနဲ့9ပေါင်းနာက7 8 3ကျိန်24လေးနဲ့ခွန်ပေါင်းရှင်းဒီ20နဲ့1တီခွန်အတကျိန်ပေါ့နော်7နာကျိန်16 3နာကျိန်6ဆိုတော့ရှောင်းနာ6ပေါင်းနာ7 9နာကျိန်30 7နာကျိန်30 7ပေါ့နော်အဲဆိုရင်နိနဲ့10ပေါင်း30 9ပေါင်း9တင်းနဲ့ပေါင်း30ဒီမှာ9နဲ့10ပေါင်းရှင်း6ဆိုတဲ့အတွက်6ထိပ်စီဖြစ်ပါတယ်အထက်တကျိန်မှာ6 9 6ဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့6ထိပ်စီ696ဖြစ်ပါတယ်။ဆက်ကြိမ်တွက်ရှင်တော့ဒီတို့ဒီ3.5ပေါင်းရှင်းဒီ5 9နဲ့ကြိမ်78ရှင်းနဲ့6ပေါင်းရှင်းဒီ20နဲ့4 63ကြိမ်78ရှင်းနဲ့9ပေါင်းရှင်းဒီ79ဒီ6ကတကြိမ်9နဲ့ကြိမ်ဒီ78ပေါ့နော်9နဲ့ကြိမ်30 9နဲ့ကြိမ်30 78အာ၆နှစ်ကျင်း၁၂ကိုရှင်းနေပါရင်တစိမ့်ဒီမှာ9တလုံးကြံမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့6ပေါင်းရှင်းဒီ30ဖြစ်ပါတယ်9နဲ့9ပေါင်းတာ7နဲ့8နဲ့ပေါင်းရင်38 9ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ9ထိပ်စီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်တင်ချာနည်းအရာပေါ့နော်ထိပ်စီး9ဖြစ်ပါတယ်ကျွန်တော်ဒီနည်းနံပါတ်3မှာလေထိပ်စီးတစ်လုံးထဲသောနည်းဒီ9ဖြစ်ပါတယ်ပေါ့နော်နည်းနံပါတ်3မှာလေ9ကျွန်တော်ဒီနည်းနံပါတ်2မှာလေ ငါပါနော်โอเคငါထိတ်စီးဆက်ပြီးတော့ပြေအောင်လားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်တင်ရှာနေရကျွန်တော်ဒီမှာငါထိတ်စီးရနေတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ